အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးမှာဘုသူတာဖြစ်မျှဝေပေးချင်တာကတော့ Photon 16ရောက်စီးကအဲကွန်မအေးတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာဖြစ်မျှဝေပေးချင်ပါတယ်ဒီကားကတော့16ရောက်စီးကဖြစ်တဲ့လုပ်ငန်းသုံးကားလေးဖြစ်တဲ့အတွက်ပေါ့နော်ဒါပြင်သွား highway သွားနေတဲ့ကားဖြစ်တဲ့အခါကျတော့အဲကွန်မရှိရင်ဒီကားကဘလို့မှအဆင်မပြေဘူးပေါ့ဗျာနော်အဲ့တော့အဲကွန်လုံးဝမအေးတဲ့ပြစ်ချက်ကိုကျွန်တော်အနေနဲ့ဒါတေချာလေးစစ်ဆေးပေးဖို့လေလိုအပ်နေတာဖြစ်တဲ့အတွက် ကားရဲ့ဒီ air con စနစ်ဒီ gas cycle ဒီကိုသူ့ရဲ့ warning sign တွေကိုတီချာစစ်ဆေးပြလိုက်ပါတယ်အဲ့တော့ဒီကားရဲ့လာတဲ့ပြစ်ချက်က air con ကလည်းလုံးဝမအေးဘူးဒါပြင်ခေါင်းမိုးမှာရှိနေတဲ့ blower motor တွေကလည်းမလဲဘူးလို့ကားပိုင်ရှင်ကပြောတယ်ပေါ့ဗျာနော်ကားရဲ့ dashboard တွင်ထဲမှာရှိနေတဲ့ blower motor ကတော့လဲပေမဲ့လေခေါင်းမိုးမှာရှိတဲ့ blower motor တွေမလဲတဲ့အတွက် အဲကွန်းကအရင်တော့ကောင်းနေတော့တော့မှနောက်ကိုအဲကွန်းကကောင်းကောင်းမအီးတဲ့ပြဿနာမျိုးဖြစ်တယ်။အခုကတော့အဲကွန်းကလုံးဝမအီးတော့ရှေ့ကောနောက်ကောလုံးဝမအီးတဲ့အတွက်ဆာဗစ်လာလုပ်တဲ့ကားဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီဝါရင်းနဲ့ပတ်သက်တဲ့အပိုင်းကိုအရင်အဖြေရှာကြည့်တယ်။အဲ့တော့ကားရဲ့ခေါင်းမိုးမှာရှိနေတဲ့ဘလူဝါမော်တာရီရဲ့ဝါရင်းပိုင်းကိုကျွန်တော်တို့နည်းနည်းခက်ခက်ခဲခဲနဲ့အဲဒီခွာပြီးတော့ပေါ့နော်စစ်ဆေးလိုက်တဲ့အခါမှာ ကျိုးတွေကပူးပြီးတော့ပေါက်နေတယ်အဲ့တော့ပူးနေတယ်ပေါ့ဗျာအဲ့ဒါနဲ့ပဲဝါရှော့တွေဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ဒီဘိုင်းကိုကျွန်တော်အရင်ဖြေရှင်းလိုက်တယ်အဲ့တော့ဖြူတွေကလည်းပြက်နေတာဖြစ်တဲ့အတွက်ဖြူတွေပြန်စားထိုးတယ်ဝါကျိုးတွေတေချာပြန်ပြီးတော့အဲဖျက်ဆက်တေချာပြန်ပြီးလုပ်ပြီးလိုက်တဲ့အခါမှာဘလူဝါကတော့လေသွားတယ်ဘလူဝါတလုံးကဂျမ်းဖြစ်နေတာပေါ့နော်ဂျမ်းဖြစ်တဲ့ဘလူဝါကလည်းအဲနည်းနည်းလေးခောက်လိုက်တဲ့အခါမှာဘလူဝါကတော့လေသွားတဲ့အတွက်ဝါရီမိုင်းကတော့အဆင်ပြေသွားတယ်ဒါနဲ့ပဲကျွန်တော်တို့ gas cycle နဲ့ပတ်သက်တဲ့အပိုင်းကို ြန်ပြီးတော့စစ်ဆေးကြတယ်ဂက်ဆာကန်နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးတဲ့အခါမှာ pressure gauge ကိုတက်ပြီးတော့စစ်ဆေးလိုက်တဲ့အချိန်မှာလုံးဝဂက်ကမရှိဘူး0အထိကျသွားတယ်ပေါ့ဗျာဒီ pipeline မှာပေါက်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါနဲ့ပဲကျွန်တော်တို့ဒီ ပိုက်လိုင်းယိုစိမ့်မှုကိုအဒီ pressure ထိုးပြီးတော့စစ်လိုက်တယ်ပေါ့ပိုက်လိုင်းယိုစိမ့်မှုကိုစစ်တဲ့အခါမှာကျွန်တော်အကြမ်းမြင်73ဘားလောက်ထိထိုးလိုက်တယ်ဂိတ်တက်ပြီးတော့မှဒီလေထိုးဆန်းလိုက်တယ်ပေါ့73ဘားလောက်ထိဆန်းလိုက်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကားရဲ့ခေါင်းခန်းကနေပြီးတော့ပိုက်ကအောက်ထဲကိုနည်းနည်း white ဆင်းပြီးတော့မှ နောက်ဘက်ကိုသွားတဲ့ပိုက်မှာအချိုးမှာသွားပြီးတော့ ပေါက်နေတာပေါ့ဗျာနော်ဒီ body နဲ့သွားပြီးတိုက်ပြီးတော့ပေါက်နေတာ body နဲ့သွားတိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကားကလမ်းချမ်းမှာလဲသုံးနေရတယ်ဟိုင်းဝေးသွားနေတဲ့ကားအဲ့တော့လမ်းချမ်းမှာသုံးနေတဲ့အခါမှာကားရဲ့ frame က ဒီနှဲ့သွားလိုက်ဖြစ်သွားတဲ့အချိန်မှာအဲ့ဒီ aircon pipe တွေက frame နဲ့ထိနေတာဖြစ်တဲ့အတွက်တိုက်ပြီးတော့ပွန်းပြီးတော့ပေါက်သွားတာဗောနော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ပေါက်တဲ့ pipe ကိုအဲဒီတေချာဖာပြီးလိုက်တယ်ဗောဗျာနော်တေချာဖာပြီးတော့မှ pressure ထိုးဆန်းလိုက်တယ် pressure ထိုးဆန်းတဲ့အခါမှာလည်းလုံးဝလုံသွားပြီအဲ့တော့စီးတွေလည်းလိုအပ်တဲ့စီးတွေစီးကွင်းတွေလည်းကျွန်တော်တေချာလဲပြီးလိုက်တဲ့အတွက်အဲဒါကားက pressure လုံသွားပြီဖြစ်တဲ့အခါကျတော့ကျွန်တော်တို့မလုပ်လဲဆိုတော့ ပိုက်လိုင်းထဲမှာ ရှိနေတဲ့လေတွေကိုအရင်ဆုံးပြန်ပြီးတော့ဘေကွန်ဆွဲလိုက်တယ်ပေါ့နော် လေကိုဆုပ်ယူလိုက်တယ်ဆုပ်ယူလိုက်ပြီးတော့မှအဲပိုက်လိုင်းတွေဖြုတ်ပြီးတော့တန်ရှင်းလုပ်ထားတာရဲ့နောက်တစ်ချက်ကပိုက်လိုင်းတွေဖြုတ်ပြီးတော့မှဖာထားတာကြောင့် အာဒီ air con compressor စီတော့နည်းနည်းထည့်လိုက်တယ်ပေါ့ဗျာเนาะထည့်ပြီးသွားတော့ pipeline ထဲမှာရှိနေတဲ့လေတွေကိုလုံးဝအကုန်လုံးကုန်စင်အောင်ဆုပ်ယူလိုက်တယ်ကားက round air con ဖြစ်တဲ့အခါကျတော့အဲဒီ pipeline ထဲမှာရှိတဲ့လေကိုကုန်စင်အောင်ဆုပ်ယူဖို့အတွက်ကျွန်တော်တို့မိနစ်20လောက်တော့ကြာသွားတယ်အဲလေကိုကုန်စင်အောင်ဆုပ်ယူလိုက်တယ်ပေါ့ဗျာเนาะ ကုံလုံးလေကိုကုံဆောင်ဆုပ်ပြီးတော့မှဂက်ကိုထည့်ပေးလိုက်တယ်။အဲအဲ့ဒီကားမှာကတော့ထည့်ပေးရတာဂက်က1100 gram လောက်ရှိတယ်ပေါ့ဗျာနော်။အဲဒါတော်တော်လေးများတဲ့ပမာဏလို့ပြောလို့ရတယ်။အဲ့တော့ပြောမယ်ဆိုရင်အဲဒါ round aircon လည်းဖြစ်တယ်။ကားရဲ့အလုံးထည့်ကလည်းကြီးတဲ့အတွက်16ရောက်စီးဆိုတော့ကားရဲ့အလုံးထည့်ကလည်းကြီးတဲ့အတွက်ဂက်ကတော့ပမာဏများပါတယ်။အဲ့တော့အဲဒီကျွန်တော်1100 gram လောက်ထည့်ပေးလိုက်တယ်။အဲအဲ့ဒါနဲ့ပြီးသွားတဲ့အခါမှာကျွန်တော် engine နှိုးလိုက်တယ်။ engine နှိုးပြီးတော့မှသူ့ရဲ့ aircon AMA ကို အဲဒါစစ်လိုက်တဲ့အခါမှာတော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်ဗျအဲ့ဒီကားကပေါ့နော်အဲအဲကွန်ကခြေပိုင်းမှာတော့လုံးဝကိုအေးစိတ်နေရပဲနောက်ကဘလူဝါရီဖွင့်လိုက်တဲ့အခါမှာလည်းနောက်ခန်းလည်းအေးသွားပြီအဆင်ပြေသွားတယ်ပေါ့ဗျာနော်အဲဒါပေမဲ့ကျွန်တော်တို့ဒါလှုပ်ရတဲ့လှုပ်ချက်ကတော့တော်တော်လေးများပါတယ်အဲကွန်ပိုင်လိုက်နေလှုပ်တာတွေရောတခြားပိုင်းတွေစစ်တာတွေရောတော်တော်လေးအချိန်ကြာတယ်လို့ပြောရမှာပေါ့ဗျာနော်အဲ့ဒါနဲ့ပဲကားကကောင်းသွားတဲ့အတွက်ကစတမာကယူသွားတယ်ဒါပေမဲ့နောက်ထပ်တစ်ပတ်ကျော်လောက်နေတဲ့အခါမှာအဲ့ဒီကားကပြန်ရောက်လာတယ် ရောက်လာတဲ့အခါမှာဘာဖြစ်တာလဲဆိုတော့အဲကျွန်တော်ဒီပေါ့နော်အဲကွန်ကလုံးဝမအေးတော့ဘူးအဲ့ဒါနဲ့ကျွန်တော်တို့ဒီစစ်လိုက်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့ကက်ကလုံးဝမရှိတော့ဘူးခုနကက်တွေကလုံးဝကုန်သွားတယ်ပေါ့ဗျာနော်အဲ့ဒါနဲ့ပဲအာကျွန်တော်ဒီပြဿနာကိုပေါ့နော်စစ်လိုက်တဲ့အခါမှာလေထိုးဆန်းလိုက်တယ် ဗမာပြည့်ချက်သွားတွေ့လဲဆိုတော့ air con compressor ကလုံးဝပြရေဒီလေတွေအယူထွက်နေတာပေါ့ air con gas တွေယူထွက်ပြီးတော့မှအဲ့ဒီကနေပြီးတော့အဲကျွန်တော် compressor CD ပါထွက်လာတဲ့ပုံစံမျိုးတွေဖြစ်တယ်အဲ့တော့ compressor ပြောမယ်ဆိုရင်သူကအချမ်းပေါ့ compressor ရဲ့ဂျားကနေပြီးတော့မှအဲစီးကနေပြီးတော့မှယူစိမ့်တဲ့ပြဿနာမျိုးဖြစ်တာအဲ့ဒါနဲ့ပဲ compressor နဲ့ပတ်သက်တဲ့အပိုင်းဆိုတော့ compressor အလုံးလိုက်ဆိုရင်လည်းဒီကားတွေက ကွန်ပရက်ဆာနည်းနည်းရှားတာရဲ့အလုံးလိုက်ဈေးကလည်းများတယ်ပေါ့ဗျာနော်ဒါကြောင့်မဲကျွန်တော်ကွန်ပရက်ဆာပြင်ဖို့အတွက်လုံးလိုက်တယ်ကွန်ပရက်ဆာအဓိကဖြစ်တာကတော့ compression ကောင်းတယ်ဒါပေမဲ့ပြဿနာကကွန်ပရက်ဆာမှာကအဲစီးကမလုံတာပေါ့နော်အဲ့လိုမျိုးကြောင့်ဒါဖြစ်သွားတာဆိုတော့စီးလေဖို့အတွက်ကျွန်တော်တို့ကွန်ပရက်ဆာပြင်တဲ့ဆိုင်မှာပြင်လိုက်တယ်ပြင်လိုက်တဲ့အခါမှာကွန်ပရက်ဆာကောင်းသွားတယ်ဒါပေမဲ့ပြဿနာက compressor အဲ့လိုမျိုး ဖြစ်တာကဘာကြောင့်ဖြစ်တာလဲပေါ့နော်ကွန်ပရက်ဆာကအရင်တော့အကောင်ကြီးဗျာလာတော့အကောင်ကြီးပဲဒါပေမဲ့အခုမှထပြီးကွန်ပရက်ဆာကစတီးကဒီလိုမျိုးယူစိတ်နာဆိုတာကတက်တန်းကြောင့်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကွန်ပရက်ဆာကြီးတော့လေအစ်စ်ပုံစံကြီးဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့အဲ့မှာလိုက်ပြီးတော့အပြေရှာကြည့်တယ်ရှာကြည့်တဲ့အခါမှာကားကဗျာပြောမယ်ဆိုရင်ဒီ air con pipeline တစ်လိုင်းလုံးကတော်တော်ချင်ချင်ဆိုးတယ်လို့ပြောလို့ရတယ် အရင်တော့ကတော့ဘယ်လိုလုပ်ထားလဲမသိပြင်မဲ့လေအဲကွန်ရဲ့ပိုက်လိုင်းတွေကိုခွေခောက်ထားတာမှာတော်တော်အချင်းကြီးစိုးတယ်ကျွန်တော်လည်းအရင်တော့ကတိတ်သီမထားလိုက်မိပေါ့နော်ပောက်တဲ့နေရာပဲကျွန်တော်အဓိကကြည့်တယ်နောက်ဒီတချို့ပိုက်လိုင်းတွေကအတွင်းထဲကိုရောက်နေတဲ့အခါမှာကျွန်တော်တို့တွေအလိုအပ်ချက်ဖြစ်သွားတာကအဲ့ဒီပိုက် တွေကိုသေချာမစစ်မိဘူးပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ပိုက်တွေကခွေခောက်နေတာတော်တော်အချင်းကြီးစိုးတယ်ကွန်ပရက်ဆာကနေအထွက်ခွေခောက်နေတဲ့ပိုက်က လုံးဝကိုဗျာဒီပိုက်လိုင်းထဲမှာရှိလေသွားကြထိုးတံပေါက်တော့ပဲရှိမဲ့အနေထားလောက်ထီကိုခွေခောက်ထားတာပေါ့ဗျာเนาะဒါနဲ့ပဲကွန်ပရက်ဆာကချစ်တယ်ဒါပေမဲ့ပိုက်လိုင်းတွေကပိတ်နေပြီးတော့ကွန်ပရက်ဆာဒီအဲကွန်းသုံးတဲ့အခါမှာကွန်ပရက်ဆာရဲ့ချစ်အားကအရင်များပြီးတော့မှနောက်ဆုံးပိုက်ပိတ်နေတာဖြစ်တဲ့အတွက်ကွန်ပရက်ဆာမခံနိုင်လို့ကွန်ပရက်ဆာကပွင့်ထွက်သွားတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်လို့ဒါယူဆတာပေါ့ဗျာเนาะအဲ့ဒါနဲ့ပဲကျွန်တော်တို့ပိုက်လိုင်းတွေကမလုပ်ရလဲဆိုတော့လုံးဝကိုဖျက်ဆက်တည်အများကြီးပဲလုပ်ရတာ အဲ့ဒါနဲ့ပဲကျွန်တော်တို့ကားအေကွန်စနစ်တစ်ခုလုံးကိုအကုန်လုံးဆေးရတဲ့နေထားတွေဖြစ်သွားတယ်ချီးသမားတွေအကုန်လုံးလိုက်စစ်တယ်ပိုက်တွေကတချို့ပိုက်တွေဘော်ဒီနဲ့နည်းနည်းတိုက်နေတဲ့ဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကျွန်တော်တို့တေချာပြန်စစ်ပြီးတော့ကွာအောင်ပေါ့နော်ဂျာကန်အနေနဲ့တေချာပြန်ပြီးတော့ထက်ပြီးတော့အဲ့လိုမျိုးလုံးဝကိုခောက်နေတဲ့နေရာတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ပေါ့နော်ဖြတ်ဆက်လေးတွေလုတ်လုတ်ပြီးတော့မှ ပြန်တက်လိုက်တဲ့အခါမှာကားကတော့တော်တော်လေးကောင်းသွားတယ်ပေါ့ဗျာเนาะအဲ့တော့ echo နဲ့ပတ်သက်ပြီးတော့အဲစစ်စီးတဲ့အခါမှာပေါ့เนาะကျွန်တော်တို့ဒီ body နဲ့ထိတဲ့ pipe တွေရှိနေတယ်ဆိုလို့ရှိရင်ပြန်ပြီးပေါက်နိုင်တဲ့အချက်ကလည်းဒါအရေးကြီးတဲ့ချက်ထဲမှာပါဝင်တယ်ဒါကျွန်တော်ဒီအချက်လေးကိုလည်းထည့်သွင်းပြီးတော့မျှဝေပေးနေတာပါအဲ့တော့ pipeline နဲ့ pipeline ကပေါ့เนาะအဲဒီ body နဲ့ထိတဲ့အခါမှာ ကားကလည်းအမြဲတမ်းရက်ထားတာမဟုတ်မောင်းနေတဲ့အတွက်အဒီအောက်ပိုင်းနေရောက်ကားကနည်းနည်းနှွဲ့မယ်အဲ့ရနေပြီးတော့မှဘော်ဒီနဲ့တိုက်ပြီးတော့ပေါက်တာကတစ်ပိုင်းနောက်တစ်ချက်ကကြတော့အဲ့ဒီပိုက်လိုင်းကြီးကခွေခောက်ပြီးလိန်နေတဲ့ဟာနေပြီးတော့မှကွန်ပရက်ဆာပါသွားပြီးတော့ဒုက္ခပေးတယ်ဆိုရဲပြစ်ချက်လည်းဖြစ်စေသွားတာပေါ့ဗျာနော်ဒါနဲ့ပဲကျွန်တော်အဲ့ဒီပြစ်ချက်တွေကိုတီးချလေးစစ်ဆေးပြုပြင်လိုက်တဲ့အခါမှာတော့ဒီကားကလုံးဝကို complete ကောင်းသွားတဲ့အနေအထားမျိုးဖြစ်သွားပါတယ်အဲ့တော့ aircon gate တွေကတော့ ပထမတစ်ခေါက်ဖြစ်သွားတဲ့ကိစ္စကြောင့်ဆုံးရှုံးသွားတယ်ပေါ့ဗျာနော်နောက်တစ်ခေါက်ကတော့ air con gap ကကျွန်တော်တို့ပြန်တော့ထည့်ပြီးလိုက်ရတယ်အဲ့တော့ car air con ကကျွန်တော်တို့ round air con လည်းဖြစ်တယ်အဲဖြန့်ကြည့်လိုက်ဖြန့်လိုက်အခါမှာအကုန်လုံးစစ်ဆေးပြုပြင်ပြီးသွားတဲ့အခါမှာလုံးဝကိုကောင်းသွားတယ်ပေါ့ဗျာနော်ဒါ air con နဲ့ပတ်သက်ပြီးတော့မှ photon 16ရောက်စီးကားမှာကြုံတွေ့ရတဲ့တချို့ပြစ်ချက်လေးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူဒါရအောင် DVO file လေးနဲ့ပူဒါဖြစ်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ